ါပေါ့ online ကနေ digitaling online payment နဲ့ပေါ့နော် online payment တော့ရောင်းတာမရှိသေးဘူးပေါ့နော်ဟုတ်ကဲ့မရှိသေးပါဘူးဟုတ်ကဲ့ပါဗျာဟုတ်ဟုတ်ဆန်ပီပိုကဲ9000လေးတောင်တော့ရှိသေးတယ်ဟုတ်အဲကျွန်တော်တို့အခုလဲရှိတော့လေအဲ့ဒီတို့တင်တဲ့ page ကိုပဲပြန်ပြီးတော့ဒါအတုဖြစ်ပါတယ်ဆိုပြီးတော့အဲ့ဒါလေးတော့ပြန်တင်ပေးနေပါလေဟုတ်ပြန်တင်ပေးနေပါလေဒါပေမဲ့အဲ့ဒါမထီရောက်မှဆိုလို့လေတို့ကဘာလုပ်လဲဆိုတော့ဒီပေါ်မှာဟိုမြင်းညောင်းကြီးတားပြီးတော့ဒါအတုဖြစ်ပါသည်ဆိုပြီးလုပ်ထားတယ် ဒါပြုံးလဲဆိုရင်တော့လေအဲ့လောက်ကြီးစိတ်ဝင်စားခြင်းမှာစိတ်ဝင်စားမှာပေါ့နော်အဲ့တော့တတ်နိုင်သလောက်တော့ကျွန်တော်ဒါဒီနေ့မီဒီယာတွေအကူအညီတောင်းပြီးတော့ထပ်ပြီးတော့အားလုံးအသိပေးတာပေါ့လေဒါကတော့ကျွန်တော်လုပ်နိုင်တဲ့တခြားနည်းလမ်းရှင်းတယ်အကြံပေးပါကျွန်တော်တတ်နိုင်ဆုံးဒါဆောင်ရွက်ပါမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါ okay ဆက်သွယ်လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ပေးအစ်စ်မှာတော့တယ်လီဖုန်းဆက်သွယ်ရင်တယ်လီဖုန်းနံပါတ်လေးတွေကိုဖော်ပြထားတာရှိပါတယ်အဲ့အဲ့ဒါလေးတွေကိုဆက်သွယ်လို့ရပါတယ်ခင်ဗျအချိန်မီဟော့လိုင်းကိုဆက်သွယ်လို့ရပါတယ် ကဲပါအားလုံးဒီနေ့ဟိုကျွန်တော်တို့တွေ့ဆုံပွဲလေးကိုလာရောက်ပြီးတဲ့သတင်းမီဒီယာတွေအားလုံးကိုကျွန်တော်ထူးပြန်ကျေးဇူးတင်ရှိပါတယ်လို့ပြောကြားလိုပါတယ်နော်ကျွန်တော်ကတော့ဒါဒေါက်တာဝင်းမြင့်ပါဒီမင်းမြတ်တောင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌပါခင်ဗျာကျွန်တော်တို့ကတော့အဓိက73ကြီးလုပ်ငန်းဟိုဆောင်ရွက်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်ဒါကျွန်တော်ကုမ္ပဏီအနေနဲ့73ကြီးလုပ်ငန်းဒါ public ကလုပ်ပိုင်ခွင့်ရတဲ့အချိန်အဆပြီးတော့ဒါနိုင်ငံတော်ရဲ့ခွင့်ပြုတဲ့ဥပဒေနဲ့ကနေပြီးတော့ဒါကို ဆက်သုံးသူတွေအတွက်ဆက်သုံးစီအဆင်ပြေအောင်လို့အတက်နိုင်ဆုံးတောက်လျှောက်ပေါ့နော်ကျွန်တော်တို့ဒီကာလတောက်လျှောက်မှာအခက်အခဲတွေတော့မျိုးစုံရှိပါတယ်ဒါဒီကြားထဲမှာကျွန်တော်တို့စူးစမ်းပြီးတော့ဒါဆောင်ရွက်ပေးခဲ့ပါတယ်တစ်ခါဈေးကွက်စီးပွားရေးစနစ်နဲ့လည်းဖြစ်အောင်လို့ပေါ့နော်တစ်ခါကဆက်သုံးသူတွေလည်းအဆင်ပြေအောင်ဆိုဆောင်ရွက်ခဲ့ပါတယ်ဒါအဆင်မပြေမှုတွေလည်းရှိပါတယ်ဒါတွေမှကျွန်တော်တို့မျိုးစုံကျော်ဖြတ်ပြီးတော့မှဒီနေ့ဒီချိန်ထိတော့ကျွန်တော်တို့ဒါဆာသုံးသူတွေအတွက်ကိုကျွန်တော်တို့အကောင်းဆုံးဖြစ်နေအောင်လို့ကြိုးပမ်းပြီးဆောင်ရွက်ဖြစ်ပါတယ် ဲ့လိုဆောင်ရွက်ခဲ့ရနေပြီးတော့ဟိုဆောင်ရွက်တဲ့နေရာမှာလည်း73စီလုပ်ငန်းလုပ်တဲ့နေရာမှာကျွန်တော်တို့ဒီကြော်ညာလေးတွေလည်းကျွန်တော်လုပ်ရပါတယ်ပြုတ်တယ်ဆိုကျွန်တော်တို့စီစံလေးတွေကိုဒါစားသုံးသူတွေနည်းနည်းအားပေးကြအောင်ဆိုပြီးတော့ဒါကျွန်တော်တို့ကြော်ညာလေးတွေဒါကျွန်တော်တင်ခဲ့ရတာရှိပါတယ်အဲ့လိုနဲ့လုပ်ခဲ့ရတော့ပြဿနာမရှိပါဘူးဒါအခုမကြခင်ကမှဘာဖြစ်လာလဲဆိုတော့ပြီးခဲ့တဲ့တစ်ပတ်လောက်ကမှစပြီးတော့မှဒါကျွန်တော်တို့ကြော်ညာကျွန်တော်တို့ကုမ္ပဏီရဲ့ဟိုနာမည်ရော လိုဘောအားလုံးကိုကြော်ညာဒီဇိုင်းရအစဒါတွေကိုအတူတူပုံစံမျိုးလုပ်ပြီးတော့မှကျွန်တော်တို့ဟိုဒါဝေးလင်းလင်းမှုရအောင်ဆောင်ရွက်တဲ့ကိစ္စရာတွေပေါ်ပေါက်လာတာတွေ့ပါတယ်အဲ့လိုပေါ်ပေါက်လာတာတွေ့တဲ့အခါကျတော့ဟိုအားလုံးကကျွန်တော်တို့ကုမ္ပဏီကရခင်တော်ကစီစဉ်နေတဲ့ကြော်ညာထားတဲ့ကြော်ညာနဲ့ဒီပုံစံလဲပါပဲဘာပဲ꿰လဲဆိုတော့နောက်ကနေပြီးတော့ website ကဲဟိုပါပေါ့နာမည်လေးပဲ꿰တယ်ကျွန်တော်တို့က .com နဲ့သုံးတယ်သူတို့က .site နဲ့သုံးတယ် အဲ့ဒါလေးပဲ꿰တာပေါ့အောက်ကတယ်လီဖုန်းနံပါတ်တွေပါရရဆကျွန်တော်နံပါတ်ပဲသွားတယ်ဆိုတော့အဲ့လိုလုပ်တယ်လုပ်ပြီးတော့မှအဲ့ဒါကိုကျွန်တော်တို့ထပ်ဆင့်လေ့လာလိုက်တဲ့အခါကျတော့ဘာသွားတွေ့တယ်သူတို့ကဒီ website ထဲကိုဝင်ပြီးတော့စီရောက်ပို့တဲ့စနစ်နဲ့ရောင်းပေးမယ်ဆိုပြီးကြေညာထားတယ်ကြေညာတော့ဟိုရောက်ပို့ရောင်းတယ်ဆိုတော့ taxi ပါပါတော့92 95ပါကျွန်တော်တို့မှဒီ diesel ပဲပို့တာများတယ်ရောက်ပို့ရင်တော့မှာပဲဒါက ဟိုပေါ်တော့တည်တာဆက်ုံနေပါပြီ။ထက်စီဆိုတာကတော့ကျွန်တော်တို့ဒီနိုင်ငံတော်ကလည်းတော်တော်လေးတင်းကြပ်ထားအန္တရာယ်ဖြစ်မှာဆိုလို့ဆိုတော့ဒီတွေကတော့ကျွန်တော်မိတ်ဆွေတို့သူ့ကပြောလာတယ်။ဒါလို့တော့အတွေ့တယ်ဆရာတို့ကြောင့်ညာဒါတော့မှားနေပြီထင်တယ်ဆိုမကြောက်တပည့်တွေကလာသတင်းပို့တယ်။အာဆီယာဒီလိုပဲ website တော့ပေါ်နေတယ်ဆိုတော့အဲ့ဒါလေးကျွန်တော်ဟုတ်ဝိုင်းပြီးတော့လေးလာလိုက်တာပေါ့လေးလာလိုက်တဲ့အခါကျတော့ဒီ website ကဘာပြင်ညာလဲဆိုစောစောကလို COA ရောက်ပို့ပြီးမယ်တိုးချင်တယ်ဆိုလို့ရှိရင် အော်ဒါမှာပါဆိုအော်ဒါမှာကြည့်လိုက်တယ်အော်ဒါမှာလိုက်တယ်နဲ့ဘလို့ဘာစီမျိုးစားလိုချင်လဲဆိုတော့သူကဆက်ပြီးတော့မေးပါတယ်မေးတဲ့အခါကျတော့ကျွန်တော်တို့ကဘာလိုချင်လဲလို့ရွေးလိုက်လို့ရှင်သူကဈေးနှုန်းနဲ့ကြာတဲ့ငွေပြောပါတယ်အဲ့ဒါဝယ်မယ်သဘောတူတယ်ဆိုရင်ပတ်စံပေးပါလို့တောင်းတယ်ပတ်စံပေးပါဆိုတဲ့အခါကျရင်ပတ်စံပေးဖို့ကိုတခါနောက်ထပ်ပြီးတော့တဆင့်သွားတဲ့အခါကျတော့ဒါကျွန်တော်တို့အဲ့မှာသူကဘန်နံပါတ်၅ခု၆ခုလောက်ပေးပါတယ်ကျွန်တော်တို့ဒီကဒီမှာရှိနေတဲ့ပုဂ္ဂလိကဘန်ပြင်းတယ် အဲ့ဒီကနေကလစ်လုပ်ပြီးတော့ရွေးရပါတယ်အဲ့ရွေးလိုက်တယ်ဆိုလို့ရှိရင်အဲသူတို့ကနောက်တစ်ဆင့်ဘာထပ်ချပြီးလဲဆိုတော့အဲ့မှာကျွန်တော်တို့ရဲ့ user name နဲ့ password ရိုက်ထည့်ပေးပါဥပမာကျွန်တော်ကဟို MAB ဘန်သုံးမယ်ဆိုတော့ MAB ဘန်သုံး MAB ဘန်ရဲ့ကျွန်တော်ရဲ့ user name နဲ့ password ကိုသူတို့ကဆက်ပြီးရိုက်ထည့်ထိုင်းပါလေအဲအဲ့လိုရိုက်လိုက်မယ်ဆိုရင်တော့စောစောကအဲ့မှာတော်တော်လေးစိတ်ပူစရာဖြစ်သွားပါတယ်เนาะရိုက်ထည့်လိုက်မယ်ဆိုကျွန်တော်ကအကောင့်ပိုင်ရှင်ဆိုရင်ကျွန်တော်ပိုင်ဆိုင်တဲ့အကောင့်ရဲ့ user name နဲ့ password ကိုပေးမြင့်ရတာဖြစ်သွားတယ်။တချို့ကြတော့လေဒါတော့လုတ်တဲ့သူတော့တော်တော်လေးနဲပါလိမ့်မယ်။ဘာလို့ကိုယ့်ရဲ့ user name နဲ့ password ကိုယူဆိုင်ကြတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့စိတ်ပူတာအခုတလောကတော့ဟိုကြားဖြတ်နေပါတယ်လည်းမျိုးစုံပေါ့နော်။စိတ်ဝင်စားစရာဖြစ်ကြအောင်လုပ်ကြတဲ့အခါကျတော့အဒီကိစ္စရလေအလားတူပုံစံမျိုးလေးဟိုဖြစ်မလားပေါ့နော်။ဆိုတော့သူတို့ကလည်းစိတ်ဝင်စားအားလုံးကလည်းတော်တော်အဆင်ပြေတယ်သူ့ရဲ့ application တွေထပ်ချပြီးတယ်ဝယ်ယူရတာတအားလွယ်တယ်ပေါ့။တခုလေးပဲ ဟိုကျွန်တော်တို့ဒီ account ပိုင်ရှင်ဝယ်ယူသူရဲ့ account name နဲ့ password ကို तू อ่ะယူလိုက်တာပဲပေါ့အဲ့တော့ကျွန်တော်တို့ကတခါကြလို့ရှင်တော့ကျွန်တော်တို့ကိုယ်တိုင်ကဆိုတခါကြရင်ဟို application တစ်ခုပြလို့ရှင် account နဲ့ password ရိုက်ထည့်ပါဆိုရိုက်ထည့်မိတဲ့ဟာမျိုးလေးတွေရှိတာပေါ့နော်ဆိုတော့အာကိုလိုပဲဖြစ်ကြတယ်လူဖြစ်ကုန်မယ်ဆိုပြီးတော့စိတ်ပူလာတယ်ဖြစ်လာရင်ဒီကိစ္စကကျွန်တော်စဉ်းစားလိုက်တော့ကျွန်တော်တို့73စီဘုံငွေဒိန်လဲတာနဲ့မဟုတ်ခဲနဲ့အဲ့ဒီ account ပိုင်ရှင်တူဦးချင်းစီရဲ့ဘဏ်မှာရှိတဲ့ အကောင့်ထဲကငွေတွေကိုဆွဲပြီးတော့ထုတ်လို့ရတဲ့အနေထားမျိုးအထိဖြစ်မယ်လို့စိတ်ပူစရာဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီသူက user name နဲ့ password ရိုက်ချက်ပြီးမှနောက်တစ်ဆင့်ကဘာထပ်ပြီးလဲဆို application တစ်ခုထပ်ချပြီးတယ်။အဲ့ဒီ application ကို download လုပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့သုံးနေတဲ့ဟိုတယ်လီဖုန်းပေါ့နော်။သို့မဟုတ်လည်း tablet ပေါ့ဒါသူတို့အစီအမဟို automatic လှမ်းပြီးတော့ hash ထုတ်ပြီးတော့ clone လုပ်လို့ရတဲ့အနေထားဖြစ်သွားတယ်လို့ကျွန်တော်စီ ID ကလေးတွေကပြောတယ်။အဲ့ဒါဆိုလို့ရှိရင် အဲ့ဒီကအကောင့်ပိုင်ရှင်တယောက်ရဲ့ username နဲ့ password ကိုရပါပြီဟိုစောစောကပြောသလိုပဲအသုံးပြုတဲ့ဟိုဒီဟွာပေါ့နော်ဖုန်းတို့ tablet တို့ရဲ့အော်လေ clone လုပ်လို့ရပါပြီဆိုရင်တော့အဲ even though ပေါ့ကျွန်တော်တို့ကအခုဒီဟို OTP ခေါ်တာပေါ့ one time password ဒီ ban ပြန်ပေးရင်တော့သူတို့စီကိုရောက်နေပြီဆိုတဲ့အခါကျတော့ဒါတွေဒီကျွန်တော်တို့ကဒီ account ထဲမှာရှိတဲ့ပတ်စံတွေကဟိုဆွဲထုတ်လို့ရမယ့်အနေအထားမျိုးဖြစ်စေအားလို့ကျွန်တော်တို့စိတ်ပူလာတယ် ဒါကြောင့်မလို့ကျွန်တော်ကုမ္ပဏီနဲ့အကြောင်းပြုပြီးတော့မှစားသုံးသူပြည်သူတွေမှာဒါလေးကိုမထိခိုက်ရအောင်လို့ဒါလေးကိုကျွန်တော်ဒီနေ့တံမီဒီယာများကိုအကူအညီတောင်းပြီးတော့မှဒါကိုအသိပေးခြင်းဖြစ်ပါတယ်။ဒါကျွန်တော်ဒီနေ့ဟိုတွေ့ဆုံရတဲ့ဒီပဲချက်လေးကတော့အဲ့ဒါပါပဲ။ဒါကဟိုကျွန်တော်တို့73စီဘိုးလိန်ယူနေမဟုတ်ဖ ೇನೆ ဘန်ဒီထဲမှာရှိတဲ့အကောင့်တွေရပတ်စံတွေကိုပါထုတ်ယူဖို့ရစူးစမ်းတယ်လို့တော့ကျွန်တော်စိတ်ပူတယ်။ဒါကြောင့်မလို့ကျွန်တော်နာမည်လည်းသုံးထားတော့ ကျွန်တော်ဒါတာဝန်လည်းရှိလာတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်စားသုံးသူတွေဒါကျွန်တော်နဲ့ပတ်သက်ပြီးတော့ထိခိုက်မှုတစုံတရာမဖြစ်ရအောင်လို့ဆိုပြီးတော့ဒါကျွန်တော်နားလည်သလောက်ဒါအခုဒီနေ့မီဒီယာဖွဲ့တွေကိုခေါ်ယူပြီးတော့မှအတိပေးပြီးတော့ရှင်းလင်းခြင်းဖြစ်ပါလေခြားတော့ထွေထူးမရှိပါဘူးခင်ဗျာအဲ့ဒါလေးပါပဲကျွန်တော်နေပြန်ပြတယ်တဲ့တပတ်လောက်ကမှပြပါတယ်ဗျဟုတ်ကဲ့ပြီးခဲ့တဲ့တပတ်လောက်တည်တည်ခြင်းနဲ့ကျွန်တော်အဲ့ဒါလေးကိုဒါဆောင်ရွက်နိုင်အောင်အခုဒါအញ្ញံဆုံးပေါ့နော်ဆောင်ရွက်နိုင်အောင်ဟိုတင်းစားတယ်လေတခါတော့ကြီးညာပြီးပါပြီ ဒါပေမဲ့သတင်းစာတွေကြေညာတဲ့ဆိုင်အခုလိုမီဒီယာဆိုနဲ့ကျွန်တော်ထပ်ပြီးပြောပြလိုက်တာဒီဟိုတတ်နိုင်သလောက်တော့ဒီထိခိုက်မဲ့သူတွေဟိုနင်းနင်းနိုင်မယ်လို့ဒါယူဆလို့ဒါကျွန်တော်တတ်နိုင်တော့ကျွန်တော်စူးစမ်းပြီးတော့ဒါတင်ပြခြင်းဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါဗျာနောက်ထပ်အသိပေးသတိပေးရတော့ကျွန်တော်တို့ဟိုဒီနေ့ဒါတွေ့ဆုံဝင်လေးပြီးွားရင်ကျွန်တော်ဟိုသတင်းစာအားလုံးမှာဟိုထပ်ပြီးတော့ကြော်ညာပေးပါမယ်နောက်တချို့မီဒီယာတွေကဟိုဆက်သွယ်ပြီးတော့ ွင့်ပေးနိုင်မဲ့မီဒီယာတွေရှင်တယ်ဒါလေးတွင့်ပေးဖို့တော့ကျွန်တော်ဒီဆောင်ရွက်ဖို့တော့တပတ်အတွင်းလေးပေါ့နော်ဒါလေးတော့ဆက်လက်ဆောင်ရွက်သွားဖို့တော့ရှိပါတယ်ခင်ဗျဟုတ်ပါပြီအဲ့ဒါလေးတော့ကျွန်တော်တို့ဟိုဆက်သွယ်တော့ဆက်သွယ်နေပါတယ်စိုက်ဘာလုံခြုံရေးကိုဟိုကျွန်တော်တို့အတွေ့အကြုံမရှိတော့လေဟိုစိုက်ဘာလုံခြုံရေးဆိုတာကြားတော့ကြားဘူးပြည့်ဟိုကျွန်တော်တို့မသိဘူးခင်ဗျမသိတော့အခုတော့တစ်ဆင့်တစ်ဆင့်ပေါ့ဒါတို့တော့ဆက်သွယ်ပြီးတော့ဒါလေးကုညီပေးပါဒါလေးတွေကိုလည်းပဲ ဟိုဘယ်လိုတားဆီးလို့ရမလဲဘယ်လိုရေးယူလို့ရမလဲပေါ့နော်ဒါလေးတော့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့အနေနဲ့ကတော့ဒါကျွန်တော်ယူဆလေးပြောရင်တော့ဒါကျွန်တော်ဟိုနိုင်ငံအနေနဲ့ပဲဒါအားလုံးကဝိုင်းဝန်းပြီးတော့ view site ပြီးတော့ဒါတွေကိုနံပါတ်1အလိမ်မခံရအောင်ကျွန်တော်တို့အသိပညာပေးမှုတွေအရေးကြီးတယ်လို့မြင်ပါတယ်ဒါတွေဒီလိုတော့လိမ်နေပြီးเนาะဒီဟာတွေကိုဟိုလိမ်လည်မှုမခံရအောင်လို့ဒီကိစ္စတော့ view site ကြပါအထူးသဖြင့်တော့မိမိရဲ့ telephone တွေ ဟိုအားတွေကိုဘယ်လို secure လုပ်ပါပေါ့နော်ဟိုကျွန်တော်တို့ဟာတွေဟာဒီသူတို့ရဲ့ hacker တွေအဟက်မခံအောင်လုပ်တဲ့နေတွေကျွန်တော်တို့ထဲမှာတယ်လီဖုန်းထဲမှာပဲကျွန်တော်တို့က password တွေကျွန်တော်တို့ရဲ့ database ထည့်ထားတာများတာပေါ့ဆိုတော့ဓာတ်တွေကိုဝင် hack တဲ့နေနဲ့အခုကျွန်တော်စောစောကတင်ပြသွားတဲ့ကိစ္စရပ်တွေပြင်အခြားနည်းလမ်းတွေလည်းရှိနိုင်ပါတယ်ဆိုတော့ကျွန်တော်မြင်လာတော့ကျွန်တော်တို့တယ်လီဖုန်းနေနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့ကသူပြန်တော့ဒီနေ့ရတော့မိုဘိုင်းဘင်ကင်းတွေတွားတယ်။တော့အခုဆိုကျွန်တော် QR code တွေတွားတော့မယ်။ဆိုတော့ဓာတ်တွေနဲ့ ွားရမယ့်အချိန်မှာဒါရီယာကျွန်တော်တို့ဒီပါမသွားအောင်ဘယ်လိုဆောင်ရွက်မလဲဆိုတော့အခုဗန်ဒီမှာကျွန်တော်နည်းနည်းလမ်းဆွေးနွေးတော့ချုပ်ဗန်ဒီကလည်းဟင်းဆက်ချင်းမယ်ဆိုဟင်းဟင်းဆက်ချင်းနဲ့အပူပဲတောင်းတဲ့စနစ်လေးတွေလုတ်ပါပြီဟိုဥမာပထမဆုံးတော့ဒီတယ်လီဖုန်းတစ်လုံးနဲ့လုတ်ထားတယ်အဲ့ဒီဖုန်းတစ်လုံးကနေနောက်တစ်ယောက်ကလာပြီးတော့လုတ်ပြီဆိုလို့ရှိရင်တော့ဒါဆိုရင်ဟိုဘန်အခွင့်မပြုတော့ပါဘူးတချို့ဘန်တွေကအဲ့စနစ်တွေစပြီးကျင့်သုံးတယ်လို့ပြောပါတယ်အဲ့လိုကိစ္စရမျိုးလေးပေါ့နော်ဒီ customer တွေအတွက် secure ဖြစ်အောင်လို့ဟို နီးပညာတိုးတက်လာတာကောင်းတယ်တစ်ဖက်ကတိုးတက်လာတဲ့နီးပညာကိုအသုံးပြုပြီးတော့ပဲဒါကျွန်တော်တို့ဘလို့လက်အပ်တဲ့ဒီဟိုရာဇဝမှုတွေပေါ့ဒါဒီလိမ့်လည်မှုတွေပေါ်ပေါက်လာပြီပေါ်လာတဲ့ခါကျဒါတွေကိုကျွန်တော်ကနီးပညာမကောင်းတာဘူးဒါကိုကျွန်တော်တို့ကဘလို့ထိမ့်သိမ့်ဘလို့သုံးမလဲဆိုတာလေးတော့ကျွန်တော်တို့အားလုံးဟိုတတိထားပြီးတော့ဟိုခွေးဆိုင်ပြီးတော့ဝိုင်းဝန်းဆောင်ရဲ့ဖို့တော့လိုလိမ့်မယ်ထင်ပါတယ်ကျွန်တော်ကုမ္ပဏီတစ်ခုတည်းလဲလိုးလို့မပြီးပါဘူးကျွန်တော်ကုမ္ပဏီတစ်ခုပြီးသွားရင်နောက်ကုမ္ပဏီတစ်ခုလဲ ါလေးမြင်ပါတယ်နောက်ကောင်းစင်တစ်မျိုးနဲ့အလားတူလာမှာပေါ့နော်အဲ့တော့အဓိကဘာလဲဆိုတာမျိုးနောက်တစ်ခုကတော့ကျွန်တော်တို့ကဟိုပြောတာကြားဖြန့်ကြားဖြန့်တာပြောနေတာကြားဖြန့်ဘယ်လိုလိမ်သွားဆိုတော့ကျွန်တော်တို့အခုရိတ်သေးချာမသိဘူးဟိုကြားဖြန့်တော့ကြားတာလိမ်နေတော့သိတယ်ဒိမ်မုံလိမ်နီးလေးတွေဒါလေးတွေအားစဟိုကျွန်တော်ထင်တယ်လေဟိုကျွန်တော်ဒီ IT IT လောကအနေနဲ့ IT သမားတွေအနေနဲ့ဒါတွေကို education ပေါ့ကျွန်တော်တို့ပြည်သူလူထုကိုဒါလေးတွေ education ပေးပေးရင်များကောင်းမလားလို့ဒါလေးတော့ကျွန်တော်အနေနဲ့ဒါတွေးမိပါတယ်။နော်အဲ့လို ပြီးတော့မှဒါကဘယ်သူတော့ဘယ်လိုဖြစ်သွားလဲပြီးတော့နာမည်လေးဖယ်လိုက်ပေါ့ဗျာဖယ်ပြီးတော့ဖြစ်စဉ်လေးတွေဒါလေးတွေကိုကျွန်တော် educate လုပ်ပေးထားမယ်ဆိုရင်တော့ဒါကိုယ့်ထက်ကြရင်နည်းနည်းရှောင်လို့ရတာပေါ့နော်ဟိုဘော online နဲ့ digitaling online payment နဲ့ပေါ့နော် online payment တော့ရောင်းတာမရှိသေးဘူးပေါ့နော်ဟုတ်ကဲ့မရှိသေးပါဘူးဟုတ်ကဲ့ပါဗျာဟုတ်ဟုတ်74 okay 9000လေးတောင်တော့ရှိသေးတယ်ဟုတ်အဲကျွန်တော်တို့အခုလဲရှိတော့လေအဲ့ဒီတို့တင်တဲ့ page ကိုပဲပြန်ပြီးတော့ဒါအတုဖြစ်ပါတယ်ဆိုပြီးတော့အဲ့ဒါလေးတော့ ပြန်တင်ပေးနေပါတယ်ဟုတ်ပြန်တင်ပေးနေပါတယ်ဒါပေမဲ့အဲ့ဒါမထီရောက်မှာဆိုလို့ဒီတို့ကဘာလုပ်လဲဆိုတော့ဒီပေါ်မှာဟိုမြင်းချောင်းကြီးတားပြီးတော့ဒါအထုဖြစ်ပါသည်ဆိုပြီးလုပ်ကြတယ်ဒါပြုံးလဲဆိုရင်တော့လေအဲ့လောက်ကြီးစိတ်ဝင်စားခြင်းမှာစိတ်ဝင်စားမှာပေါ့နော်အဲ့တော့တတ်နိုင်သလောက်တော့ကျွန်တော်ဒါဒီနေ့မီဒီယာတွေအကူအညီတောင်းပြီးတော့ထပ်ပြီးတော့အားလုံးအသိပေးတာပေါ့လေဒါတော့ကျွန်တော်လုပ်နိုင်တဲ့တခြားနည်းလမ်းရှင်းတယ်အကြံပေးပါကျွန်တော်တတ်နိုင်ဆုံးဒါဆောင်ရွက်ပါမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ ပေးအစ်စ်မှာတော့တယ်လီဖုန်းဆက်သွင်းတယ်လီဖုန်းနံပါတ်လေးတွေဟိုဖော်ပြထားတာရှိပါတယ်အဲအဲ့ဒါလေးတွေကိုဟိုဆက်သွယ်လို့ရပါတယ်ခင်ဗျအချိန်မီဟော့လိုင်းဆက်သွယ်လို့ရပါတယ်ဟုတ်